င်္ဂလာပါရှင်။မတ်လ12ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ကနေအခြားနိုင်ငံနဲ့ပေါင်းစည်းဖို့မူဝါဒမရှိဘူးလို့ CNF ပြောတဲ့သတင်းပေါင်းမြို့နယ်ကစာတင်ကြောင်းကိုစက်တက်လေဒီနဲ့စစ်ကောင်စီဘုံကျဲတဲ့ဖြစ်စဉ်ချင်းညီနောင်ရဲ့ဖလန်းမြို့သိန်းစစ်စင်ရေးတိုက်ပွဲပြင်းထန်နေတဲ့အကြောင်းတပိတ်ချင်းကခုနှစ်မိုင်နဲ့တွင်းငယ်ရွာမှာတိုက်ပွဲတွေဖြစ်နေတဲ့သတင်းဒါရီကိုတင်ဆက်ပေးမှာပါချင်းမျိုးသားတက်ဦး CNF CNA ဟာ အခြားနိုင်ငံတွေရဲ့နိုင်ငံရေးအချုပ်အခြာမှာပါဝင်ပေါင်းစည်းဖို့မူဝါဒမရှိကြောင်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီကပြောကြားလိုက်ပါတယ်။အိန္ဒိယနိုင်ငံအမတ်တချို့ကချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပူးပေါင်းဖို့ပြောဆိုမှုကဘောချက်ဝန်ကိုမနီပူရပြည်နယ်အတွက်ပြန်ရယူပေးဖို့အိန္ဒိယအစိုးရကိုတောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး CNF CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီကအခုလိုတုံ့ပြန်လိုက်တာပါ။ ကျွန်တော်တို့အနေနဲ့တခြားနိုင်ငံရဲ့နိုင်ငံရေးအချုပ်အခြာထဲပါဝင်ပေါင်းစည်းဖို့ဆိုတဲ့ policy တွေမရှိဘူးအာဏာရှင်မှတ်သမျှအပြီးချိန်မှုန့်ပြီး Federal ပြည်ထောင်စုတိဆောက်ရေးအတွက်ပဲတိုက်ပွဲဝင်နေတာပါလို့ Slide ထဏီက People Spring ကိုဒီကနေ့မှပြောပါတယ် CNF နဲ့ဒေသကာကွယ်ရေးတပ် CDF တွေကချင်းပြည်ကောင်စီကိုဖွဲ့စည်းပြီးစစ်ကောင်စီကိုတိုက်ခိုက်နေပါတယ်ချင်းတိုင်းရင်းသားအများစုနေထိုင်တဲ့စကိုင်းတိုင်းနဲ့ချင်းပြည်နယ်အဆက်ကကဘော်ကျိုင်ဝန်ဒေသကိုပြန်လည်သိမ်းသွင်းယူပြီး မနီပူရပြည်နယ်ပိုင်နက်မှာထည့်သွင်းပေးဖို့အိန္ဒိယအစိုးရကိုရက်ချယာစာဘာပါတီအမတ်ဆာနာဂျိုဘာကအဆိုပြုခဲ့တာဖြစ်ပါတယ်။ပြီးတော့အိန္ဒိယမီဇိုရန်ပြည်နယ်အမတ်တဦးကလည်းချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံနဲ့ပူးပေါင်းဖို့ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။ CNF ပါဝင်တဲ့ချင်းပြည်ကောင်စီပူးပေါင်းတပ်ဟာချင်းပြည်အတွင်းကတော်လှန်ရေးအင်အားစုဖြစ်တဲ့ဂျာကာလာချင်းအမျိုးသားအတိုင်းပင်ခံကောင်စီ ICNCC ချင်းညီနောင်တို့နဲ့ပေါင်းစည်းရေးအတွက်လဲဆွေးနွေးနေပါတယ်။ ချင်းပြည်နယ်မှာတော်လှန်ရေးတပ်တွေက recorder တွန်းဆန်ခြိခါပလဝလိုက်လန်းပြီးနှရိဝေဘူးလမတူပီမင်းတပ်ရေစွာ စုခွာကျင်းသွေးမကွေးအိမ်နူစတဲ့မြို့တွေကိုတိမ့်ပိုက်ထိန်းချုပ်ထားပါရဲ့ရှင်။မကွေးတိုင်းပခုတ်ကူခရိုင်ပေါ့မြို့နယ်မှာစစ်ကောင်စီတပ်ကစာသင်ကျောင်းကိုဆက်တက်လေးဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသား2ဦးဒဏ်ရာရပြီးအမျိုးသမီး2ဦးသေဆုံးကြောင်းမြန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကပြောပါရဲ။ မနေ့ကညနေ3:00နာရီခွဲဝန်းကျင်မှာစိတ်ဖြူမြို့နယ်ကအမှတ်22ကာကွယ်ရေးပစ္စည်းစက်ရုံကနေလာတဲ့စစ်ကောင်စီရဲ့စက်တပ်လေးဒီတစီးဟာပေါင်းမြို့နယ်အရှေ့ပိုင်းထောက်ရှာပင်ကျေးရွာမှာရှိတဲ့စာတင်ကျောင်းနဲ့အနီးပတ်ဝန်းကျင်ကိုပုံကျဲခဲ့တာလို့ We Love မြိုင်အဖွဲ့ကပြောပါတယ်ဒီတိုက်ခိုက်မှုကြောင့်ထောက်ရှာပင်ကျေးရွာစာတင်ကျောင်းအနီးမှာရှိနေတဲ့အသက်50ကျော်အရွယ်အမျိုးသမီးတဦးသေဆုံးပြီးကျောင်းသား2ဦးလည်းဒဏ်ရာရခဲ့ကြောင်းဒေသခံတွေကပြောပါတယ်မြိုင်ပတ်ကဖအဖွဲ့ကောင်းဆောင်ဘိုလက်ရာက စစ်ကောင်စီတပ်ဟာအကြောင်းဖွင့်နေတဲ့အချိန်တိုက်ခတ်ခဲ့တာဖြစ်ပြီးဘုံသီးလေးလုံးချခဲ့တဲ့အပြင်ဆက်လက်နဲ့လည်းပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။သေဆုံးထိခိုက်သူတွေရဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းကပါစာ22ကနေတက်လာတဲ့ပါရာမော်တာဆက်တက်လေးဒီနှစ်စီးကိုမြိုင်ပေါက်ကံမပကဖာစုဖွဲ့မှုတပ်ကပစ်ခတ်ခဲ့ရမှာပါရာမော်တာမောင်းသူကြီးထိမှန်ခဲ့ကြောင်းသိရပါတယ်ရှင်။ ချင်းပြည်နယ်ဖလန်းမြုပ်သိမ်းစစ်ဆင်ရေးကိုချင်းညီနောင်နဲ့မဟာမိတ်တွေကဖော်ဆောင်နေပြီးဒီကနေ့မှာတိုက်ပွဲပြင်းထန်နေတယ်လို့ချင်းညီနောင်အဖွဲ့ဝင်ချင်းမျိုးသားကာကွယ်ရေးတပ် CNDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတီမီကပြောပါရယ်ဒီမနက်9နာရီကတည်းကတိုက်ပွဲပြင်းထန်တာကြောင့်စစ်ကောင်စီတပ်ဟာ Jet Fighter နဲ့မိုးလင်းကလေးကနေနေကင်ပိုင်းအထိပစ်ခတ်နေတယ်လို့သူကပြောပါရယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ Jet Fighter 70စီးလောက်ရှိပြီးအချိန်ရည်နဲ့ဆို20ကျော်ပြီလို့ဆလိုင်းတီမီကရှင်းပြပါရယ် ဖလန်းမြို့သိမ်းစစ်စင်ရေးကိုချင်းညင်အောင်မဟာမိတ်တွေက2024နိုဝင်ဘာဒုတိယပတ်ကစတင်ခဲ့တာဖြစ်ပြီးတိုက်ပွဲဟာ၄လကျော်ရှိလာပြီဖြစ်ပါတယ်။မြို့သိမ်းစစ်စင်ရေးအတွင်းဖလန်းမြို့အပါအဝင်စစ်ကောင်စီတပ်ဆွဲရာနေရာတွေကိုချင်းညင်အောင်မဟာမိတ်တွေကသိမ်းပိုက်ထားပြီးဖလန်းတပ်ကုန်းလို့ခေါ်တဲ့ခလာရ268တပ်ပဲကျန်တော့တာလို့ချင်းညင်အောင်ကအသိပေးပါတယ်။မြို့သိမ်းစစ်စင်ရေးအတွင်းစစ်ကောင်စီဟာလေကြောင်းကနေလူအင်အားဖြစ်တင်းမှုတွေရှိပေမဲ့ ်ချင်းညီလောင်ရဲ့ဝိုင်းပတ်ပိတ်ဆို့မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးထိခိုက်မှုများခဲ့ပြီးစစ်တုံးဘန်အများပြောက်လည်းပူပေါင်းတပ်ကဖမ်းမိခဲ့ပါရရှင်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကစစ်ကောင်စီရဲ့စစ်တင်တန်းအကြောင်းတွေရှိရာခွန်မန်ရွာနဲ့တွင်းငယ်ကျေးရွာတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဒီနေ့မှပြောပါရယ်။တော်လိုက်တပ်ဖွဲ့တွေတင်ပိုက်ထားတဲ့တပိတ်ချင်းမြို့နယ်ခွန်မန်သာကွာဝေးတဲ့ခွန်မန်ကျေးရွာမှာစစ်ကောင်စီရဲ့လက်စစ်အင်ဂျင်နီယာတပ်စခန်းရှိပါတယ်။ ီးတော့တပိတ်ချင်းမျိုးနဲ့26မိုင်ကန်ကွာဝေးတဲ့တွင်းငယ်ချင်းရွာမှာအမှတ်73တက်မတော်တမ်းမြင့်လေးချင်းရေးချောင်းတတက73ရှိပါတယ်။အဲ့ဒီချင်းရွာတွေမှာ2024ဒီဇင်ဘာလစံပိုင်းကလေးကတိုက်ပွဲတွေဖြစ်နေပြီးလက်ရှိအချိန်ထိလည်းနှစ်ဖက်တိုက်ပွဲတွေရှိနေသေးပါပြီးခဲ့တဲ့ရက်ပိုင်းကတွင်းငယ်ဘက်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးဒီရက်ပိုင်းမှာတော့စစ်ကောင်စီတပ်ကမိုင်းလာရှင်းတာကင်းထောက်တာဒရုန်းနဲ့ပုံချတိုက်ခိုက်တာစသဖြင့်မျိုးစုံလှုပ်ဆောင်နေတယ်လို့ PLA ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ ဒါပေမဲ့စစ်ကောင်စီတပ်ကတိုက်ပွဲကြီးဖော်ဆောင်တာတော့မရှိသေးဘူးလို့ဆိုပါရယ်မန္တလေးမြို့နယ်မှာ80ခန်းအကွာမှာရှိပြီးရွှေလုတ်ကွက်တွေကြောင့်နမိတ်ကြီးတဲ့တပိတ်ချင်းမြို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေက9ရက်ကြာတိုက်ပြီးနောက်2024 August လ25ရက်နေ့မှာအပိသက်သိမ်းပိုက်ခဲ့တာလို့ NUG အစိုးရကထုတ်ပြန်ခဲ့ပါရယ်ဒါပေမဲ့တပိတ်ချင်းမြို့ကိုပဲတော်လှန်ရေးပူပေါင်းတပ်တွေကသိမ်းပိုက်ရခဲ့တာဖြစ်ပြီးမြို့နယ်တစ်ခုလုံးကိုတော့အပိသက်သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး တပိတ်ချင်းမြို့တိုင်းတိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေဟာခွန်မိုင်ကအင်ဂျင်နီယာတပ်စခန်းနဲ့တွင်းငယ်ကတတကဆက်သုံးမှာတွားရောက်စုဝေးသလိုစစ်ကောင်စီကထပ်ပြီးစစ်ကူပို့လိုက်တဲ့စစ်သားတွေနဲ့ပေါင်းပြီးခံစစ်ပြင်ဆင်ခဲ့ကြတယ်လို့သိရပါတယ်။ဓာတ်တယ်မကပဲမိုးကုန်းနဲ့မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေကြောင့်ထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်သားတွေကလည်းတွင်းငယ်ရွာကတတကဆက်သုံးတက်ရှိရာစီပြေးလာပြီးစုဝေးခဲ့ကြတာပါ။ လက်တလုံးမှာတော့ခုနှစ်မိုင်ကျေးရွာမှာတိုက်ပွဲတွေပိုဖြစ်နေပြီးတော်လှန်ရေးဘက်ကအဓိကဥဆောင်တိုက်ခိုက်နေတဲ့အဖွဲ့တွေကတော့မန္တလေး PDF မိုးကုတ်ဗျူဟာနဲ့ TNLA တို့ဖြစ်တယ်လို့သိရပါတယ်ခုနှစ်မိုင်ရွာနဲ့လေးမိုင်ကန်ကွာဝေးတဲ့သိပ္ပံနဲ့နိပညာကျောင်းရှိရာကြောက်ကြီးကျေးရွာမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပြီးအဲ့ဒီမှာတော့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပအဝင်တိုက်ခိုက်နေပါတယ်ရှင် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်